ရွေးကောက်ပွဲကော်မရှင်အဖွဲ့အစည်းဝင်တွေခန့်အပ်တာကိုလျှော့ချသွားဖို့နဲ့ပတ်သက်ပြီးအဆိုတစ်ခုလွှတ်တော်မှာတင်သွင်းလိုက်ပါတယ်။ဦးကျော်စရာဝင်းပြောပို့ထားပါတယ်ရှင်။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကိုပြင်ဆင်တဲ့ဥပဒေအခန်း၈ပုံမှန်၂၁ခန်းငယ်အရာပြည်ထောင်စုအဆိုအရကနိုင်ငံဝန်ထမ်းမဟုတ်တဲ့အစဉ်စဉ်သောကော်မရှင်အဖွဲ့အစည်းတွေအတွက်ထိုက်တင်တဲ့လာစဉ်ချင်းမြင့်ွေစရိတ်တို့ကိုရရှိခံစားနိုင်ဖို့တမန်ထားတာကိုပြန်လည်သုံးသပ်ပေးဖို့ပြည်ထောင်စုအဆိုအရကိုတိုက်တွန်းကြောင်းအဆိုကိုတင်သွင်းလိုက်တာပါ။ ။ဩဂုတ်လ20ရက်နေ့ကကျင်းပပြုလုပ်ခဲ့တဲ့ပြည်သူ့တော်စည်းဝေးမှာမန္တလေးတိုင်းဒေသကြီးအောင်မြေသားဆန်မဲဆန္ဒနယ်ကပြည်သူ့တော်ကိုယ်စားလှယ်ဒေါက်တာလမုကတင်သွင်းလိုက်တာပါ။ပြီးခဲ့တဲ့2015ခုနှစ်ကပြင်ဆင်ပြဋ္ဌာန်းခဲ့တဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအခန်း၈ပုံမှန်27ပုံမှန်ဝဲခန်းငယ်မှာကော်မရှင်သည်နိုင်ငံဝန်ထမ်းမဟုတ်တဲ့အစဉ်စဉ်သောကော်မရှင်အဖွဲ့အစည်းဝင်တွေအတွက်ထိုက်တဲ့နဲ့လစဉ်ထောက်ပံ့ချင်းမြင့်ဝင်တဲ့ဇယိတ်တို့ကိုရရှိခံစားနိုင်တယ်လို့ပါရှိပြီးအချိန်ကန့်သတ်ချက်မပါရှိပါဘူး။ အခုလိုနိုင်ငံဝင်နေနေမဟုတ်တဲ့ရွေးကောက်ပွဲကော်မရှင်အဖွဲ့အစည်းဝင်တွေကို2015ခုနှစ်ရွေးကောက်ပွဲကာလမှာများစွာခန့်အပ်ခဲ့တာကြောင့်နိုင်ငံတော်အတွက်ဝင်လို့ဝင်ဖို့ဖြစ်စေတယ်လို့ဒေါက်တာလာမိုးကဆိုပါတယ်။တကယ်လို့ရရှိ2015ရွေးကောက်ပွဲမှာဆောင်ရွက်ခဲ့တဲ့အတိုင်းပဲဒီအပေါင်း9နှစ်တာချီးမြှင့်ခဲ့မယ်ဆိုရင်ကျွန်တော်ပညာတစ်နှစ်ကိုရွေးကောက်ပွဲနိုင်ငံဝင်နေမှုတဲ့ရွေးကောက်ပွဲကော်မရှင်အဖွဲ့အစည်းဝင်အသီးသီး င်း60အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ဘီလီယံ800ကျော်တုံးရမှာဖြစ်ပါတယ်ဒီပမာဏကျွန်တော်တို့တော်တော်လေးကိုများပါနိုင်ငံဝင်နဲ့မဟုတ်တဲ့အစစ်စစ်သောရုပ်ောက်ပွဲကော်မရှင်အဖွဲ့အစည်းဝင်တွေကိုခန့်အပ်ရမှာအမြဲတမ်းအချိန်ပြည့်ခန့်အပ်ရမလို့ပဲအထွေထွေရုပ်ောက်ပွဲနဲ့ကြားပြတ်ရုပ်ောက်ပွဲကျင်းမကျင်းမသာကာလတစ်ခုတတ်မှတ်ပြီးခန့်အပ်တဲ့နယ်လို့ပြောပါတယ်။တို့ရဲ့ရုပ်ောက်ပွဲကာလလုံဆောင်ခြင်းတွေဟာအလုံးစုံရှိတာမှာ3လနေပြီးတော့6လဒီထက်တိုးလိုက်6လပဲရှိ။ဒီ6လသာကာလအတွက်လုံဆောင်ချက်ဆရာတို့အနေနဲ့ မြစ်ချီလာချီတက်တန်းတစ်ချောင်းလုံးလာပေါင်း60ပေးရမယ်ဆိုရင်နိုင်ငံခန္ဓာငွေတွေကတော်တော်လေးကိုမနိုင်မနေဖြစ်ဖို့ရအကြောင်းရင်းတွေပေါ်လာနိုင်တယ်။ဒါကြောင့်မလို့ဆရာကဒီဆိုတင်သွင်းရခြင်းဖြစ်တယ်။နောက်တစ်ခုစဉ်းစားကြည့်အောင်သူတို့တွေကရွေးကောက်ပွဲရှိတဲ့အချိန်ကျမှလုပ်ဥပမာရကြီးဥက္ကဋ္ဌတရားဥပမာရကြီးဥက္ကဋ္ဌတရား24နိုင်တောင်ချမ်းဆောင်တက်တန်း9နှစ်လုံးနဲ့လှုပ်လှုပ်ရတဲ့ဥက္ကဋ္ဌတရားတောင်မှစာ9000ပဲရ။အခုကော်မရှင်9000ပဲ။ အကြောင်းမလို့ဆရာက၃ခုဆရာကစဉ်းစားဖို့ပြောတယ်။နံပါတ်၁ပေးမဲ့ကာလကိုစဉ်းစားဖို့၃လပေးမလား၆လပေးမလား၉လပေးမလားတနည်းပေးမလားဒိုရီမုတ်လွတ်တော်ရဲ့တက်တန်းတိုင်းကော်မရှင်တက်တန်းအတူတူဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်လာပေါင်း60ပေးမလားဒါဆိုရင်တော့မဖြစ်သေးဘူး။ပြည်ထောင်စုရုပ်ကောက်ပွဲကော်မရှင်ရုံးမှာအမြဲတမ်းတောင်းဝန်ထမ်းဆောင်နေတဲ့အရေးအတွက်ဟာညွန်ကြားရေးမှုချုပ်ကနေအောက်ခြေအရာတန်းအမှုတန်းအဆင့်ထိ1884ခုအတွက်တစ်နှစ်ကိုလစာချင်းမြင့်ငွေ တသမ6ဘီလီယံကျပ်နီးပါးကုန်ကျနေပါတယ်။ပြီးခဲ့တဲ့မေလ30ရက်နေ့ရက်စွဲနဲ့ပြည်ထောင်စုရွက်ောက်ပွဲကော်မရှင် ကတိုင်းဒေသကြီးပြည်နယ်ခရိုင်မြို့နယ်ရက်ကွက်ရွက်ောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေမှာလုံခြုံဆောင်ရွက်လိုသူတွေကိုရှောက်ထားနိုင်ကြောင်းထုတ်ပြန်ခဲ့ပါတယ်။ကျွန်တော်ကျော်စရာဝင်းပါခင်ဗျာ။